ဒီထဲကကြိတ်ဆက်အသေးလေးနာမည်ကြီးနေလို့ဂျင်ဟုတ်မဟုတ်စမ်းကြည့်ပါမယ်နော်။မာထားတဲ့ပစ္စည်းလေးရောက်လာပြီဆိုတော့ support ကြည့်လိုက်ရအောင်နော်။ဒီနေ့စမ်းကြည့်မဲ့တစ်စိတ်ကတော့ juicer ဖြစ်ပြီးတော့ quality ဘိုင်းကတော့အတင်းတင်းရှိပါတယ်ရှင်။ပုံမှန်ဘက်၄00လောက်ကိုခုဈေးချနေလို့ဘက်၂00တော့မပေးလိုက်ရပါဘူးရှင်။6လအမခန့်လဲပါတာရောက်ဒီတစ်စိတ်လေးကိုစမ်းကြည့်ဖို့အတွက်တစ်စင်းကရွေးလိုက်ပါလေရှင်။ဒီနေ့မာထားတဲ့အယောင်လေးကတော့အစိမ်းအောင်လေးပဲဖြစ်ပါတယ်။အထင်မှဘာတွေပါမလဲဆိုတာကြည့်လိုက်ရအောင်နော်။ဒါလေးကတော့ blender ဆက်အသေးလေးပါပြီးတော့ဆိုင်ရွက်တရွက်ပါမယ်။သူရဲ့လှုပ်ဆောင်ချက်လေးတွေပေါ့နော်ပစ္စည်းလှုပ်ဆောင်ချက်။ပြီးတော့အာသင်ကြိုးလေးပါပါမယ်။အထင်မှဖွင့်ကြည့်လိုက်တဲ့ခါတော့လေ silicone pipe သေးလေးပါတော့ပေါ့နော်။ဒါမှမဟုတ်တစ်စင်းအရန်တော့မကြိုက်ဘူးရှင်။ပြီးတော့သူရဲ့3 base လေး ေးရတော့ဗောနော်ဒီအာသွင်းတဲ့နေရာလေးကိုရေလုံးဝမဝင်ရပါဘူးဆိုတာဗောနော် short ဖြစ်တက်လို့ပါနော်ပြီးတော့အဖွင့်ပိတ်ဗောနော်မော့ပဲတတောက်ပိုက်နဲ့ပဲတတောက်နော်သူ့ရခွက်ကလေးဒီငချင်းဖန်ခွက်အကြီး size လောက်ရှိပါတယ်ရှင်ပြီးတော့ဒီကပန်ကာလေးရဗောနော်ဒလက်ပန်ကာဗောနော်အဲ့ဒါ၈ခုပါပါတယ်နော်ဒါပေမဲ့ရေခဲကြိတ်နိုင်မကြိတ်နိုင်တော့သစဉ်ပြီးစံပြပါမယ်နော်ဒီ mini blender လေးရဗောနော်တယောက်သုံးဖို့အတွက်အိတ်ဆောင်ဖို့အတွက်တော့အရန်ဆင်ပြပါတယ်ရှင်သူ့ silicone ပိုက်လေးရလဲလေးစေကြောရတာအရန်လွယ်ပါတယ်ရှင်မဆိုးပါဘူးနော်စီအစ်အစ်ဖြစ်တာကြောင့်မသုံးခင်မှာအရင်ဆုံးသစဉ်လို့စေပေးလိုက်ပါနော်ပြီးတာနဲ့ဆက်ပြီးတော့ကြိတ်လို့ရပါပါရှင်သစဉ်ပြင်ထားတာတော့ငပြိုသေးရဲ့ဒိန်ချ င်ရနွားနို့ရပေါ့နော်ပြီးရတဲ့တစဉ်ကရေခဲအတုံးကြီးကြီးလဲထက်ပြပေးပါမယ်ပေါ့နော်ဒါမှပဲကြည့်တဲ့သူတွေထဲကလည်းရေခဲကျိတ်လို့နိုင်လားမနိုင်လားတစဉ်နဲ့တူတူကြည့်ွားလို့ရတာပေါ့နော်တုံထားတဲ့ဒိတ်ချင်ကလည်းအုံဒီအရသာဆိုတော့ငပြောသည်နွားနို့နဲ့ပေါင်လိုက်တဲ့ခါကျရင်တော့ထွက်လာတဲ့အရသာတော့ချီချိုမမွေလေးဖြစ်နေမှာပေါ့နော်အလုံးပြွားပြီးဆိုတာနဲ့တခါတည်းကျိတ်လို့ရပါပြီပေါ့နော်အဖုံးမလုံဘူးဆိုရင်ကျိတ်ဆက်အလုံးမလုံပါဘူးရှင်ဒါလေးကတော့ခလုံးနှစ်ချက်နှိပ်ပြီးတာနဲ့စပြီးတော့ကျိတ်နေပါပြီရှင်ဒီနေရာမှာသတိတစ်ခုပေးချင်တာကတော့ပုံစံတူရင်ပြီးရောဆိုပြီးတော့ quality မကောင်းတဲ့ဒီ mini blender တွေကိုဝယ်သုံးမယ်ဆိုရင်ခုလိုရေခဲအတုံးကြီးကြီးထည့်တဲ့ခါကျရင်တော့ဒလပန်ကလုံးဝ အလုံးလုံးမှာမဟုတ်ပါဘူးရှင်။ Okay ကြိတ်ထားတဲ့ဖြော်ရည်လေးရလာပြီဆိုတော့သင်တို့ခွက်ထဲလောင်းထဲလိုက်ရအောင်နော်။ပြီးတာနဲ့ထဲ့ထားတဲ့ရည်ခဲလေးအတုံးကြီးကြီးတွေကကြင်ညက်မှုရှိမရှိဆိုတာကိုသင်တို့အတူတူကြည့်လိုက်ရအောင်နော်။ထားတဲ့ရည်ခဲလေးတွေကတွေ့တဲ့အတိုင်းပဲပေါ့နော်။အတုံးကြီးကြီးကနေခုဆိုရင်တော့အတုံးသေးသေးတော့ဖြစ်သွားပြီရှင်။ဒါပေမဲ့လည်းကြင်ညက်မှုတော့မရှိပါဘူးပေါ့နော်။နွားနို့နဲ့ဒီဒိန်ချင်နဲ့ရောထားတဲ့အတွက်ကတော့ဖြော်ရည်ကတော့ smoothing နေပါဖြစ်သွားပြီမဲ့ရည်ခဲကတော့ကြင်ညက်မှုမရှိပါဘူးရှင်။ဒါပေမဲ့လည်းအတုံးလေးကတော့ခက်သေးသေးလေးပဲကြံပါတော့တယ်နော်။ရည်ခဲအတုံးသေးသေးလေးနဲ့ထပ်ပြီးတော့ကြိတ်ပြပါမယ်ရှင်။အယုံဆုံးသင်တာလေးကိုတောက်လိုက်ပါဦးမယ်နော်။သူ့အရသာတော့ချွတ်ချွတ်မှုမှုအေးအေး လေးနဲ့အရန်ကောင်းပါတယ်ရှင်စောစောထက်တာလေးရေခဲတော့ကဒီဆိုင်ပါနော်အဲ့ဒါကိုထုချေပြီးတော့အသေးလေးတွေထပ်ထည့်ပါမယ်ရှင်ထပ်ကြိတ်မယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့ဒိန်ချင်တဲ့နွားနို့နဲ့ပဲထည့်ပါမယ်ရှင်ဒီရေခဲကရောကြည်ညက်မှုရှိမရှိဆိုတာလိုက်ကြည့်လိုက်ရအောင်နော် let's go ဒီနေရာမှာရေခဲလို့မာတဲ့အရာတွေမဟုတ်ဘဲနဲ့အတီးနဲ့အရေနဲ့တွေပေါ့နော်အတီးခပ်ပြော့လေးတွေဆိုရင်တော့ဒီဆက်ပေါ့နော်အေးစစေးသူဒလက်ပန်ကအလုံးလုံးပြီးလို့နိုင်ပါတယ်ရှင်အခုကတော့ဒီနေရာတော့ရေခဲရမရအောင်စံပြနေတာပေါ့နော်စံပြွားရေးဆိုတော့ထပ်ကြည့်မယ်နော်ရေခဲအသေးသေးထပ်ထည့်တာတော့မဟုတ်ပါတော့သူမကြိတ်နိုင်ပါဘူးရှင်ပြောရမှဆိုရင်တော့ကြေယုံလို့ ောက်ပဲဒါပေမဲ့မညက်သွားပါဘူးเนาะဒီမှာတသေးလေးတွေကျန်နေပါသေးတယ်ရှင့် Okay ဒီနေ့မှာတော့အားလုံးသိချင်နေကြလဲ mini blender နဲ့ပတ်သက်ပြီးတော့ရေခဲကြည့်မကြည့်လေးကိုဆန်ပြလိုက်ပါပြီเนาะအသုံးပြုပြီးသွားတဲ့ခါကျရင်လဲစေကြောဘိုးကလည်းအရန်လွှဲပါတယ်ရှင့်ခွက်ထဲကိုဆက်ပြရေထည့်မယ်ရေထည့်ပြီးတာနဲ့ထပ်ကြိုက်လိုက်မယ်အဲ့လိုမျိုးပုံစံနဲ့ပဲနှစ်ခေါက်သုံးခေါက်ပေါ့เนาะရေထုတ်လိုက်ထည့်လိုက်လုပ်ပြီးသွားပြီဆိုရင်ဒီဆက်ကိုစေကြောလုပ်ပြီးသွားပါပြီရှင့်အားလုံးပြီးသွားပြီဆိုရင်6အောင်ရေတုပ်ကိုလည်းမမေ့ပါနဲ့เนาะသူ့ရဲ့ဆက်နေရောက်ကြတော့မောက်ထားပေးမယ်ခွက်ကိုကြတော့လဲရေ6အောင်တုပ်မယ်ရှင့်ဘာလို့လဲဆိုဒီဆက်အောက်ကနေပေါ့เนาะတခါကျရင်ရေလေးကနည်း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 ထွက်စိတ်ပြီးတော့ထွက်လာတတ်တာပေါ့เนาะ ဒါလေးကိုသတိထားရအောင်လို့ပါရှင့် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲเนาะဒါလေးကတော့တစင်တုံတဲ့တစိတ်လေးပေါ့เนาะဆိုတော့မဆိုဘူးပြောမှဆိုရင်တော့အပီးတသေးတွေဒီပျော့လေးတွေပါလေးတွေစမူတီတွေလောက်တော့မှဆိုတော့အရင်အဆင်ပြေတယ်ဒါပေမဲ့ရေခဲလို့မျိုးပေါ့เนาะစော်စော်ကကြိတ်ပြလိုက်တယ်ဆိုရင် तू ကအတုံးကြီးကြီးကနေအတုံးခက်တသေးကြတယ်ဒါပေမဲ့ရေခဲလို့မျိုးကိုအတုံးတသေးပဲထည့်ကြိတ်စေချင်တယ်ပေါ့เนาะအတုံးကြီးကြီးသာထည့်ကြိတ်မှဆိုတော့ပေါ့เนาะရေရှည်ကတော့ဆက်ကတော့တခုခုချို့ရင်းတော့ဘာလို့ဖြစ်နိုင်မှာဆိုလို့ပေါ့เนาะ အဲ့ဒါလေးပဲပြောချင်ပါတယ်ရှင့်ဒီစင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကျွန်မပြန်လဲဆုံတွေ့ပါမယ်အားလုံးပဲတတ